ဒါကတော့မြန်မာနိုင်ငံကငကားပေါင်းစုံကိုတကွက်ပြထားတဲ့ထိုင်းကရေပေါ်တီလာရှင်ကြောင့်ပဲဖြစ်ပါရည်ဒီကြောင်မှာတီလာရှင်တွေကငကားကျင်းစင်ကိုအထူးယုံကြည်ကိုးကွယ်ကြပြီးရေထဲမှာတရားထိုင်ခြင်းလုပ်ငန်းစဉ်ကိုကြောက်မက်ဖွယ်ကြင့်ကြံကြပါရည်ဒီကြောင်တို့ရဲ့အလေတတဲမှာမှောင်မဲနေတဲ့ရေတွင်တစ်ခုရှိပြီးအလေကျတီလာရှင်တွေကလာရောက်လှည့်ပတ်တဲ့အပရိသတ်တွေကိုရေပေါ်မှာတရားထိုင်ပြပါရည်အခုမြင်နေရတဲ့တီလာရှင်ကြီးဆိုရင်အရွယ်အပြည့်တကြီးမှန်းရှောင်းနေပေမယ့်ရေကိုတတိရှိရှိနဲ့နောက်ပြန်ဆင်းသွားလိုက်ပြီးနောက်ဆုံးမှာတော့တမလင်ခွေထိုင်းချလိုက်ပါရီ ပုံစံအားဖြင့်ခြေထောက်နှစ်ချောင်းလုံးကိုရှက်ထားပြီးလက်ဥချီကထိုင်ရည်ကြီးရေပေါ်ပေါ်နေရာဖြစ်ပါသည်အထူးလေးကျင့်လာတဲ့ဒီလာရှင်တွေအားရေထဲမှာဒီလိုပုံစံပေါင်းစုံနဲ့အချိန်ကြာမြင့်စွာတရားမရှုနိုင်မီဒီချက်ကပဲကဘာလေခီတဲတွေကိုစိတ်ဝင်စားစေခဲ့ပါသည်ဒီလာရှင်တွေရဲ့ယုံကြည်ချက်အရရေထဲမှာဒီလိုနီးနဲ့တရားထိုင်တာနဂါးမေရိုကြီးကိုသဘောခွေစေပြီးနန္ဒကားတွေကစောင့်ရှောက်ကြတယ်လို့ယုံကြည်ကြပါသည်ဒီကြောင်းရင်းနမည်ကတော့မိုင်းခွန်တောင်းလို့တည်ရပြီးထိုင်းနိုင်ငံကန်ချီနပူရီမြို့မှာတည်ရှိတာဖြစ်ပါသည် ။ကျောင်းဝန်းအနှံ့ပြားမှလည်းငကားဆိုင်ရာကူးကွေမှုတွေကိုအနှံ့ပြားတွေ့ရနိုင်မှတည်တယ်။ကေပရိသက်ကြီးရောဗုဒ္ဓဘာသာကိုနမေခံပြီးဒီလိုငကားအကြိုက်လိုက်လုံနေတဲ့ဘာသာရေးကူးကွေမှုတွေအပေါ်မှာဘလို့များမြင်ကြပါသလဲနော်။